အခုတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယစစ်ပပ်ပြမများကိုပါကစ္စတန်တိုက်ခိုက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံထဲမှာရှိတဲ့စစ်ဘက်နဲ့ဆိုင်တဲ့ပြည်မတွေကိုပါကစ္စတန်ဘက်ကတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာရှိတဲ့ဇမူးမြို့မှာရှိတဲ့စစ်ဘက်နဲ့ဆိုင်တဲ့နေရာ၃ခုကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အိန္ဒိယစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါဗျ။တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဒရုန်းတွေနဲ့ဒုံးကျည်တွေကိုအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ပုဒ်တော်ဟုန်တွေကအိန္ဒိယစစ်တပ်က ါကစ္စတန်ဘက်နဲ့ထဲကိုလေကြားကားတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာပါကစ္စတန်ဘက်ကပထမဆုံးအကြိမ်အနေနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အိန္ဒိယထိရှုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအစ္စလာမစ်စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့်ဟိန်နူခီတော့အဲ့ဒိ26ဟောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာအပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။နျူကလ িয়ার ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တာကြောင့်တိုက်ခိုက်မှုကြီးမာတဲ့တိုက်ခိုက်မှုတွေဖြစ်မလာအောင်တခြားနိုင်ငံတွေကဆက်ဆက်ဆွေးနွေးမှုတွေလုပ်ဆောင်ပေးဖို့ကြိုးပမ်းနေရလို့သိရပါဗျ။ ဒီသတင်းကိုတော့ညီချောင်းဝါပြပူလာပါ